င်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်အားချက်ချင်းလွတ်ပေးရန်တားဖြစ်သူက Prague Conference တွင်တောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ဤတားဖြစ်သူ King Eric ၏ချက်သမရနိုင်ငံ Prague မြို့တွင်ကျင်းပပြုလုပ်သော29ကြိမ်မြောက် Foreign 2000 Conference ၌မိခင်ဒေါအောင်ဆန်းစုကြည်ကိုချက်ချင်းလွတ်ပေးရန်တောင်းဆိုခဲ့သည် ထိုကွန်ဖရင့်ကိုအခက်အခဲများကိုရင်ဆိုင်ခြင်းဒီမိုကရေစီကြံ့ကြံ့ခံနိုင်မှုဟူသောခေါင်းစဉ်ဖြင့်အောက်တိုဘာ12ရက်မှ14ရက်ထိကျင်းပလျက်ရှိသည်ဘရက်မျိုးတွင်ပြုလုပ်သော Foreign 2009 online video ခေါ်ဆိုမှုမှတစဉ်မိကွန်းပြောကြားရာတွင် King Eric ဒေါအောင်ဆန်းစုကြည်နှင့်မြန်မာနိုင်ငံရှိနိုင်ငံရေးကျင်းသားများအလုံးကိုလှုပ်ပေးရေးတောင်းဆိုမှုတွင်ဖူးပေါင်းပါဝင်ကြရန်တက်ရောက်သူများအားတိုက်တွန်းခဲ့ပါသည် Kim Eric ဤတောင်းဆိုမှုအပြီးတွင်ချက်သမရနိုင်ငံ၏သမရ ပတ္တာပါလ်ဘေကအခမ်းအနားဖွင့်ပွဲမိန့်ခွန်းပြောကြားခဲ့သည်။ဒေါ်ဆန်းစုကြည်သည် Foreign 2000ကိုတည်ထောင်သူ Vasilat Habey ရဲ့မိတ်ဆွေတဦးဖြစ်ပြီး Foreign 2000အကြံပေးဖို့အဖွဲ့ရဲ့အကြံပေးတဦးအဖြစ်ဆောင်ရွက်နေတာပါ။ဒီလေးနဲ့တက်ဆက်ဆက်မှုတွေကြောင့်ဒေါအောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ရေးနှင့်မြန်မာပြည်ဒီမိုကရေစီပြည်လဲအသက်သွေးရေးမှာကုညီပံ့ပိုးပေးဖို့ညီလာခံတက်ရောက်သူအားလုံးကိုကျွန်တော်တောင်းဆိုပါတယ်။ မြန်မာပြည်သူတွေဟာရက်ဆက်ကြမ်းကြုတ်တဲ့စစ်အာဏာရှင်တွေကိုတော်လှန်ရမှာအောင်မြင်မှုအများကြီးရထားပေမဲ့နိုင်ငံတကာအတိုင်းအဝိုင်းရဲ့အကူအညီကိုလည်းလိုအပ်နေပါသေးတယ်။သူတို့ဟာကျွန်တော်တို့ရဲ့အကူအညီလိုပါတယ်။ကျွန်တော်ရဲ့မိခင်နဲ့နိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာလွတ်မြောက်ပြီးသူတို့ရဲ့အခြေခံလူ့အခွင့်အရေးတွေပြန်လည်ရရှိစေရေးကူညီပံ့ပိုးပေးဖို့ကမ္ဘာတဝန်ကဒီမိုကရေစီအားစုတွေဖြစ်တဲ့ကျွန်တော်တို့မှစူပေါင်းတာဝန်ရှိပါတယ်။အခုလိုအပ်နေတဲ့သူတွေအတွက်ကျွန်တော်တို့ယက်တီမပေးဘူးဆိုရင် ကျွန်တော်တို့အာနာရှင်တွေရဲ့ဖနှက်အောက်ရောက်တဲ့အခါကျွန်တော်တို့အတွက်ရက်တီပေးဖို့ဘသူကိုမျှော်လင့်လို့ရနိုင်ပါတော့မလဲဒီအရေးပေါ်မြစ်တာရက်ခန့်ချက်ကိုနားထောင်ပြီးတဲ့အတွက်ဂျေဆုတင်ပါတယ်ဒီမိုကရေစီနဲ့လွတ်လပ်မှုအတွက်ကျွန်တော်တို့အားလုံးစူပေါင်းတာဝန်ကိုထမ်းဆောင်နိုင်ပါရစေဟုကင်အရစ်ကပြောဆိုပါတယ်ချက်သမရာဘာဘေကအားနည်းသူများအတွက်ရက်တီပေးသူများနှင့်ကမ္ဘာကိုပုံမှန်မျှော်လင့်ချက်ရှိသောနေရာတစ်ခုဖြစ်လာစေရန်ကြိုးပမ်းသူများအတွက်မိန့်ခွန်းပြောကြားခဲ့ပြီး conference တွင် Russia Ukraine စစ်ပွဲ၏တက်ရောက်မှုများကိုလည်းဆွေးနွေးသွားမည်ဟုဆိုသည်ဒီမိုကရေစီနိုင်ငံများသည်အာဏာရှင်စနစ်ထုံးကားလာမှုသတင်းမှားဖြန့်ဝေမှုကျေပြန့်လာခြင်းနှင့်လျင်မြန်သောနှီးပညာပြောင်းလဲမှုများနှင့်အတူရခိုင်ကမကြုံဘူးသောအတွင်းပိုင်းအကွဲပညာနှင့်ရင်ဆိုင်နေရချိန်တွင် conference သည်ထိုးစိန်ခေါ်မှုများကိုဖြေရှင်းရန်ကမ္ဘာဒီမိုကရေစီလှုပ်ရှားသူများအကြားဖူးပေါင်းဆောင်ရွက်မှုအားဤသို့ပြန်လည်ပြင်ဆင်ရမည်ကိုအဓိကဆန်းစစ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံသည်ဆိုးရွားသောစိန်ခေါ်မှုများကိုရင်ဆိုင်နေရသည့်နိုင်ငံများအနေနဲ့တနိုင်ငံဖြစ်သည်ဖိုရန်တွင်ပြည့်စည်နေသောကမ္ဘာ၌ဒီမိုကရေစီဆက်ဆံရေးကိုအားဖြည့်ခြင်း21ရာစုအာဏာရှင်စနစ်ကိုတုံ့ပြန်ခြင်းယူကရိန်းဆိုင်ရာဖိုရန်ဒီမိုကရေစီနှင့်နှီးပညာစာတိကောင်းစင်များဖြင့်ဆွေးနွေးပြောဆိုကြမည်ဖြစ်သည် Foreign 2000 Conference သည်1998ခုနှစ်တွင် စတင်ခဲ့ပြီးထိုစဉ်ကချက်သမရာဟောင်းဘာဆလတ်ဟာဘယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အယ်လီဝီစီနဲ့ပရာဟိတသမားယိုဟီဆာဆာကဝါတို့ကထောင်စုနှစ်သစ်တွင်လူသားမျိုးနွယ်ရင်ဆိုင်နေရသောစိန်ခေါ်မှုများကိုဆွေးနွေးရန်ကမ္ဘာကောင်ဆောင်များကိုပရတ်တို့ဖိတ်ကြားခဲ့သည်ထိုချိန်မှစ၍ Foreign 2000သည်အောင်မြင်ပြီးကြေပြန့်စွာအတိမတ်ပြုခံရသော conference တစ်ခုဖြစ်လာခဲ့ပြီးဂုံတီရှိဧည့်သည်တော်များကဘာသာရေးဆွေးနွေးမှုများမှသည်လူခွင့်ရင်းအမျိုးသားလုံခြုံရေးအထိအကြောင်းအရာအမျိုးမျိုးကိုမတူကွဲပြသောနိုင်ငံတကာအတိုင်းအဝိုင်းများအတင်ပြခဲ့ကြသည် Conference တွင် Foreign 2000 Foundation ၏အမှုဆောင်ဒါရိုက်တာ Mr. Jacob Kalepa ကမင်းကွန်းပြောကြားခဲ့ပြီး Georgia သမ္မတ Salome Zurabich Chevili ကလည်း Georgia ရှိ Democracy စိန်ခေါ်မှုများကိုဆွေးနွေးခဲ့သည်ဆလဘီစစ်ကောင်စီ၏နေရီကံပြူဟာကုတ်ကိုအေအေပါဝင်ဒေါ်လာရေးတခွဲများပိတ်ဆို့တိုက်ခိုက်နေနေရီကံစခန်းတွင်စစ်ကောင်စီအင်အား900ဝန်းကျင်ခန့်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် ရှခိုင်ပြည်နယ်မကွေးတိုင်းချနေနမိတ်ထိစက်နေသောအမ်ပရန်လန်ပေါ်ရှိစစ်ကောင်စီ၏အကြီးဆုံးတပ်စခန်းပြုဟာကုန်းတစ်ခုဖြစ်သောနယ်ရီကန်စခန်းကိုအင်အားအလုံးရင်ဖြင့်ပိတ်ဆို့တိုက်ခိုက်နေကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည်မကွေးတိုင်းငဖေးမြို့နယ်အဘဒန်လန်ပေါ်တွင်ရှိသောနယ်ရီကံပြူဟာကုန်းကိုအရကတတ်တော် AA အပါဝင်တော်လည်ရေးတပ်ဖွဲ့များမှပိတ်ဆို့တိုက်ခိုက်နေကြောင်းစစ်ရေးသတင်းရင်းမြစ်တအူကပြောပါရယ် နေရီကံပြူဟာကုန်းစက်ခန်းတွင်စေကောင်စီတက်အင်အား900ဝန်းကျင်ရှိပြီးလက်နက်ခဲယမ်းများနှင့်ရိတ်ခါများကိုယခုရက်ပိုင်းအတွင်းလေကြောင်းမှတဆင့်လာရောက်ပို့ဆောင်နေသည်ဟုသိရပါသည်။စစ်ရေးတရင်ရင့်မြစ်တအုပ်ကကျွန်တော်တို့ဘက်ကတော့ပိတ်ဆို့တိုက်ခိုက်နေတုံးပါ။နေရီကံပြူဟာကုန်းမှစေကောင်စီဘက်ကအင်အား900လောက်ရှိတယ်။ဒိမ့်ပိုက်ရရှိတာတော့မရှိသေးဘူး။နေရီကံတောင်ကျော်ဘက်ဝန်းကျင်ကိုတော့တန်နိုင်သလောက်ထိန်းချုပ်ထားတယ်။စကစဘက်ကလည်းထိုးစစ်ဆင်နေဟုသတင်းဌာနကပြောပါရတယ်။ အော်တိုဘာ17ရက်နေ့နဲ့12ရက်နေ့တွင်စစ်ကောင်စီဘက်ကလက်နက်ခဲယမ်းများကိုနေရီကန်ဖြူဟာကုန်းသို့လေယာဉ်ဖြင့်လာရောက်ချပီးခဲ့ကြောင်းစစ်ရေးတရင်ကြီးမြစ်တအုပ်ကပြောပါရယ်စစ်ကောင်စီကလေယာဉ်နဲ့ရိတ်ခါရီလာပို့တာ၂ရက်ရှိပြီးလက်နက်ခဲယမ်းတွေလာချတာပါဂျက် YA ဝိုင်းတွေဘုံတွေတောက်လျှောက်ကျဲတယ်ကျွန်တော်တို့ဘက်တော့စကစနေရီကန်စက်ခန်းလာဖို့လမ်းကြောင်းတွေအလုံးကိုပိတ်ဆို့ထားတယ်ဒါပေမဲ့နေရီကန်တခြားတောင်ကျောတကျောလုံးနဲ့တောင်ချေရင်တိစကစတပ်သားတွေရှိနေသေးတယ်ဟုပြောပါရယ် ပြီးခဲ့တဲ့ရက်ပိုင်းတွင်နေရီကံပြူဟာကုန်ဤအဓိကကကင်ကြီးဖြစ်သောဖိုက်တာစခန်းကုန်နှင့်ခုတ်ကြီးစခန်းကုန်များကိုအေအေအပါဝင်တော်လန်ရေးတပ်ဖွဲ့များမှသိမ်းပိုက်ရရှိခဲ့ကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်။အင်အား၄၀၀ခန့်ရှိသောဘကူတိုင်တောင်ကုတ်ပရောင်းလမ်းပေါ်ရှိစင်လန်ကျေးရွာတွင်တက်ဆွဲထားသော စစ်ကောင်စီစခန်းငယ်ကိုလည်းအေအေပူပေါင်းတပ်ဖွဲ့မှစက်တင်ဘာလ26ရက်တွင်သိမ်းပိုက်ခဲ့ပါသည်။ပြီးခဲ့တဲ့ဧပြီလ၂ရက်နေ့ကလည်းတောင်ကုတ်ပရောင်းလမ်းပေါ်တွင်ရှိသောညောင်ကျိုးတက်စခန်းကိုလည်းအေအေကသိမ်းပိုက်ခဲ့သည်။ မကွေးတိုင်းငဖဲမြို့နယ်၊ပဲခူးတိုင်းပတောင်မြို့နယ်နှင့်အေရဝတီတိုင်းလေးမြနာမြို့နယ်အပါအဝင်ကြောက်ဖြူမြို့နယ်တို့မှနေရာ၅ခုတွင်စစ်ကောင်စီနှင့်တိုက်ပွဲပြင်းထန်နေကြောင်း AA ကထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးဒီပေါ်နှင့်ရှစ်မိုင်အကွာကိုစစ်ကော်မရှင်တပ်အင်အားအလုံးရင်းနှင့်ရောက်ရှိလာတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။စစ်ကော်မရှင်ကရှမ်းမြောက်ကြောင်မဲမြို့နယ်ကိုသိမ်းပိုက်ပြီးနောက်ဒီပေါ်မြို့ကိုအင်အားအလုံးရင်းဖြင့်ဆက်လက်ထိုးစစ်ဆင်လာရာရက်ကူအခါတွင်ဒီပေါ်မြို့အနီးထိရောက်ရှိနေပြီဖြစ်ကြောင်းသိရပါသည်။ ကြောင်မဲမျိုးနဲ့အကျော်ရေခေါ်ကြေးရွာအတွင်ပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့ကရောက်ရှိနေသည့်စစ်ကော်မရှင်တပ်သည်ယခုရက်ပိုင်းတွင်တီဘော်နှင့်ရှစ်မိုင်အကွာရှိကျင်းတီတရာနီထိရောက်ရှိလာပြီးဖြစ်ကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည်။ကျင်းတီတရာနီကိုရောက်ရှိလာနေပြီးတီဘော်ကိုမရောက်ခင်တရာတစ်ခုထက်ရှိသေးတယ်။အဲ့ဒါပြီးရင်ပေါ်ဂျိုကိုရောက်မှလမ်းဖွင့်ပေးနေတဲ့သူတွေလမ်းဖွင့်ပေးနေတဲ့သူတွေအချို့တွေရဲ့ကြောင်းအခက်အခဲတွေအများကြီးရှိနေတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါသည်။ ကျင်းတီတရာအနိဋ္ဌိရောက်ရှိရန်စစ်ကော်မရှင်ကပြည်ထောင်စုလမ်းမကြီးအတိုင်းစစ်ကြောင်းတစ်ကြောင်းနှင့်ခြေရွာချင်းဆက်လမ်းများမှဖောက်ထွက်လာသည့်စစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းနှစ်ကြောင်းတို့ဖြင့်တပ်ဖြန့်ကားထိုးစစ်ဆင်လာခြင်းဖြစ်ပါသည်။ကြောင်မင်းနှင့်တီဘောမျိုးကြရှိကျင်းတီတရာသည်နှစ်ဖက်တက်များအတွက်စည်ရေးအရာရေးပါပြီးတီဘောမျိုးကိုချီထက်နိုင်ရန်အဓိကအရေးပါသည့်တရာဖြစ်ကြောင်းသိရပါသည်။စစ်ကော်မရှင်တပ်သည်ပြီးခဲ့သည့်အောက်တိုဘာတရက်နေ့ကကြောင်မင်းမျိုးကိုဝင်ရောက်ထိန်းချုပ်ပြီးနောက် ဒီပေါ်မြို့ကိုထိုးစစ်ဆင်ရန်တက်ဖြန့်ကြီးတက်လာရာလွယ်ခေါ်ကြီးရွာရောက်တွင်တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တပ်များနှင့်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါသည်စစ်ကော်မရှင်တပ်သည်၎င်းတို့ရောက်ရှိနေသည့်လွယ်ခေါ်ရွာကိုအောက်တိုဘာ9ရက်နေ့ကဝိုင်းတွဲလျင်ဖြင့်ပုံအလုံး20ကျော်ကျဲချတိုက်ခိုက်ခဲ့ပြီးကြောင်မဲရှိကြီးရွာများကိုလည်းလေဆောင်မှတိုက်ခိုက်နေကြောင်းသိရပါသည်ဆက်လက်ပြီးမြင်းချံမျိုးနယ်ကြောက်ပြုတ်ပြူရွာစခန်းကိုတော်လရေးတပ်များစီးနှင်တိုက်ခိုက်စစ်အုပ်စုစေဦးခန့်တိုက်ဆုံနေဆိုတဲ့တဲ့နှင့်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည် မန္တလေးတိုင်းမြင်းချံမြို့နယ်ကြောက်ဖြုတ်ဖြူစက်ခန်းကိုစီးနှင်းတိုက်ခိုက်ခရာစစ်ကောမရှင်တပ်သားအများပြားတိုက်ဆုံခဲ့တယ်လို့ဖြီသူကျဲတော်ဝင်တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ၁၂ရက်မနေ့ကမြင်းချံမြို့နယ်ကြောက်ဖြုတ်ကြီးရွာမှာအထိုင်ချထားတဲ့ဖြူအထိုင်စက်ခန်းကိုတော်လှန်ရေးဖူပေါင်းတပ်တွေကစီးနှင်းတိုက်ခိုက်ခရာတိုက်ပွဲ၃နာရီကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွင်စစ်အုပ်စုဘက်ကဆက်ရောက်ခတ်တိုက်ဆုံပြီးစစ်ကောမရှင်တပ်သားတွေစုခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကျေတပ်ဖွဲ့တပ်ဖွဲ့ MGN Danger Dynamite MGRF PDF တပ်ဖွဲ့ Tally Fight PDF တပ်ဖွဲ့နဲ့ရင်းချမ်းပကဖတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်